ဒေါအောင်ဆန်းစုကြည်ခင်ဗျားတို့မုံလို့ရတယ်ဒေါအောင်ဆန်းစုကြည်ခင်ဗျားတို့ကြိုက်လို့ဆက်ဆွဲလို့ရတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုအားပေးထောက်ခံနေသောပြည်သူတွေရဲ့စံတော်ကိုတော့ခင်ဗျားတို့လေးစားသမှုရှိရလိမ့်မယ်ပုံပုံကြီးမုံလို့ရတယ်ဒါပေမဲ့သူ့ကိုအားပေးထောက်ခံတဲ့ပြည်သူမေးကြည့်လိုက်ဒေါအောင်စုကြည်ကိုဘယ်လောက်ထောက်ခံကြလဲဆိုတာအလုံးသိလိမ့်မယ်ဒါဟာနိုင်ငံရေးရဲ့ရွေးတခုကိုသွားဖို့အတွက်အင်အားစုတစုပဲအဲ့ဒါကိုသိဖို့လိုတယ်တတမှုရှိရမယ်ဒီစမှုရှိရမယ်ရေရင်ရင်ရှိရမယ်ဘူးတွေ့တဲ့နဲ့လှန့်တယ်မတွေ့တဲ့နဲ့ကြောက်တယ်မလို့ဘူးပြောပါတယ်နော်ဟုတ်လားဒီချိန်မှာမပြတ်တမ်းနေလို့ဘတော့အိပ်ပြန်ရမလဲမဟုတ်လား ဒီအချိန်မှာငါတို့ကရည်ရည်ရစီရမယ်နော်လုံးဝကြောက်ရွံ့တဲ့အသင်လေးကြားသေးတယ်နေတို့မှာဖားကုန်တယ်လို့ခေါ်တော့မယ်ဆိုငါလီးဒီမှာတော်လိုက်သလိုရမယ်ကဏီမျိုးနယ်မှာရှိတဲ့တိုက်နယ်စေးရုံကိုစစ်တပ်ကဘုံကျဲချပစ်တယ်လူနာတွေအပါအဝင်ဆရာဝန်တွေပါတူနာပြုတ်တွေပါတေးရတယ်နော်အဲ့ဒါကိုတိုက်ပွဲလည်းမဖြစ်ဘူးနော် PDL လည်းမရှိဘူးနော်အဲ့ဒါကိုဒီစစ်တပ်ဘောမတဲ့ကြော်စိုးဥဘာပြောလဲဆိုတော့နားထောင်ကြည့်ပါနော်ဒီကောင်တွေကလေ တကယ်ပြည်သူကိုအကြမ်းဖက်ဖို့တိုက်တွန်းခံနေရတဲ့အကြမ်းဖက်တရင်ဌာနတွေဖြစ်သွားပြီမေုံကြည့်လိုက်အခုသူပြောတဲ့စကားကြည့်ပါလားဟုတ်တယ်ဒီမှာဆက်ပြီးနေမှာပြချင်ပါလေဒါကတော့စကန်တိုင်းဒေသကြီးကဏီမြို့နယ်ဝင်းမနာကျွော်မှာရှိတဲ့ဝင်းမနာကျွော်အနီးမှာရှိတဲ့ NUG ရဲ့ဌာနချုပ်ကိုတက်မလို့ကဘုံကျဲရှင်းလိုက်တဲ့ခြေနေပါဖြစ်စက်ကနိုဝင်ဘာလ17ရက်နေ့နနက်9:00အချိန်ကမနေ့ကစကန်တိုင်းဒေသကြီးကဏီမြို့နယ် အားလုံးပဲမင်္ဂလာပါအထူးသဖြင့်မြတ်ကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ချင်းရဲ့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြန်ပြည်တရနေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့အသံဆိုချင်ပါတယ်အထူးသဖြင့်ကောင်းမြတ်ကိုတင်ဆက်ပေးတဲ့ video file လေးတွေကိုကျွန်တော်နဲ့တူကြည့်လိုက်ရမှာဖြစ်ပါတယ်ဘမနာကြီးဝအနီမှာရှိတဲ့အန်ယူဂျီရဲ့ဌာနချုပ်ကိုတက်မတော်ကလေကြောင်းပုံကျဲရှင်းလုပ်မှုတွေပြုလုပ်ခဲ့ပါတယ်အန်ယူဂျီရဲ့ဌာနချုပ်ဆိုတဲ့စကားကိုသူပြောတာနှစ်ခါရှိပြီနော်အဲ့တော့ NUG ရဲ့ဌာနချုပ်ဆိုတာမှန်တဲ့အကြောင်းကိုဘာတက်တည်ပြမလဲစောက်ကြည့်လိုက် ဒီယောဂအချင်းနှင်းမြင့်နဲ့ဆိုရင်ကျွန်တော်ဆယ်မိုင်ခန့်ပတ်လည်အကွာမှာတရှိပါတယ်။သူရဲ့အနီးမှာတော့ကျုံးပင်အိုင်ပရိစုဟုတ်တယ်။မကြီးမကြီးအုပ်စုကြီးပါဗျာ။ဒီအုပ်ဒီကျွေးရွာနဲ့တဆက်ဆက်လည်းရှိပါတယ်။အဲ့ဒီကျွေးရွာတွေရဲ့တိုက်နဲ့ဈေးရောဒီအန်ယူဂျီအုပ်စုတွေကသူတို့တည်ရှိတဲ့ရွာသူတို့တည်ရှိတဲ့နေရာကအဲ့ဒီမှာကျွန်တော်တို့ရွာတွေအားလုံးကလူကြီးတော်တော်များပါတယ်ရွာကြီးတွေပါရေကန်ကြီးကန်ကောင်းပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ ကဏီမျိုးနဲ့ဆိုတိတ်မဝေးဘူးပေါ့ဗျာအဲ့ညမှာတို့အခြေချအခြေချပြီးတော့တို့အမှကျွန်တော်လေ့ကျင့်ခွင့်နေရှိတယ်တို့ရဲ့ကျွန်တော်တို့စစ်တမ်းအားတွေရှိတယ်ပြီးတို့ရဲ့စေယုံစေကန်းတွေရှိတယ်ဒါဆိုဒီစီပါအဓိကတော့အဲ့ဒီဒေတာမှာတို့အာနာနီတိဆောက်တယ်အာနာနီတိဆောက်ပြီးတော့ပြည်သူလူထုရဲ့ရွာတွေကိုအလဲမှာပြည်သူလူထုရဲ့အခုဒီသူပါဇက်ကပဲပြောရတာနော်ဘာတစ်ခုမှတက်တည်မပြနိုင်သေးဘူးနော်ကြည်ပါရွာတွေဘေးမှာရမ်းပြီးတော့တို့ကအဲ့ဒီရွာတွေအားလုံးရဲ့အလဲတက်တက်မှာတို့ဆောက်ထားတာပါ စောက်ထားတာပါဒါမှသာလေကျွန်တော်တို့ကျွန်တော်ဒီမြေပြင်းနေစက်ကြောင်းထုတ်လာတဲ့စက်ကြောင်းတွေကိုတို့ခံတားနိုင်အောင်တရင်ရနိုင်အောင်ရွာတွေကိုရံပြီးမှတို့အလဲမှတို့တိစောက်ထားတဲ့နေရာပါအဲ့ဒီနေရာကိုတမတော်ကဘုံကျဲရှင်းလင်းလိုက်ပါလေတမတော်ရဲ့ဘုံကျဲရှင်းလင်းမှုကြောင့်ဒီမှာရှိတဲ့ NUG ဌာနချုပ်မှာရှိတဲ့တစ်စပေါက်ကျမ်းမာရေးဝန်ထမ်းတစ်စပေါက်ကျွန်တော်တို့ဆရာဝန်ချုပ်တည်ဆုံးခဲ့တယ်ထိခိုက်ဒဏ်ရာရတယ်အဲ့မှာရှိတဲ့ကျွန်တော်တို့ PDF ဖွင့်ဝင်တဲ့ NUG စကိုင်းက NUG ခေါင်းကျွိုင်းတွေတည်သွားတယ်တော်တော်များများတည်သွားတယ်ဆယ်နဲ့ချီပြီးတည်သွားတယ်ပုံလေးတစ်ပုံတော့ပြပါလားဟမ် ပုံလေးတစ်ပုံတော့ပြပါလားလို့စကိုင်းက IMD ကောင်းကြီးပိုင်းနေတည်ွားတဲ့ဓာတ်ပုံလေးတစ်ပုံတော့ပဲပြဗီဒီယိုဖိုင်မပြပါနဲ့နော်ပြပါပြနိုင်လား40အထက်ထိခိုက်တံရရရှိလို့သူတို့ဘက်ကဖော်ပြတာတွေ့ရပါတယ်ဒီကဏီမျိုးနဲ့ပတ်သက်ရင်ပြခဲ့တဲ့2024ခုနှစ်အတွင်းမှာကဏီမျိုးကိုအကြမ်းဖက်အုပ်စုတွေကဗတ်ပေါင်းစုံကနေဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်တို့ကွက်ကွက်လေးသိနော် IMD ရဲ့ဌာနချုပ်လို့သူပြောခဲ့တယ်နော်အရှင်းမှာနှစ်ချိန်တော့ IMD ရဲ့ဌာနချုပ်မှန်ကန်တဲ့အရာကို တက်တဲ့ပြနိုင်တာတခုမှမရှိဘူးเนาะစက်ကြည့်စက်ကြည့်စက်နှားဖောင်ကြည့်เนาะဒီပဲကျွန်တော်မြို့ကိုတက်ပလော့ကထိချုံနိုင်ခဲ့ပါတယ်တက်ပလော့နဲ့ကျွန်တော်ပြည်သူစတက်ဖွဲ့ဝင်တွေကမြို့ကိုကွက်ကွက်လေးပဲထိချုံနိုင်ခဲ့ပါတယ်နောက်ပိုင်းမှာကျွန်တော်တို့ဒါမုံရွာနာမခါကနေပြီးတော့လေချောင်းနဲ့စစ်ကူတွေပို့တယ်ပို့ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်မြို့ကိုပြန်ပြီးထိချုံနိုင်ခဲ့တာဖြစ်ပါတယ်ကတိမြို့မှာတော့တိုက်ပွဲတွေကညင်းနေပါတယ်တနီမျိုးရကျွန်တော်လမ်းမဆက်သွေးရတော့အဓိကချင်းတို့မျိုးကိုပဲအသုံးပြုပြီးတော့ကျွန်တော်တို့တွားလာနေရတဲ့နေသားရှိပါတယ်လမ်းမိုင်းနေအားလုံးကိုဒီစစ်တွေးကြောက်အုပ်စုတွေထိန်းချုပ်ထားစေဖြစ်ပါတယ်ဒါကျွန်တော်တို့ကနီမျိုးရအချင်းတွေပါ ဒီတရုတ်ပြန်ရှုတ်ချင်တာကမနေ့ကနိုဝင်ဘာလ17ရက်နေ့နံနက်9:00အချိန်9:00အချိန်ခန့်9:00အချိန်အချိန်က NUG အုပ်စုတွေရဲ့ဌာနချုပ်ဖြစ်တဲ့ကတိမျိုးနဲ့ဝမနာကြီးရောမှာရှိတဲ့ NUG ဌာနချုပ်ကိုတက်မလို့ကဘုံကျင်ရှင်းလိုက်ပါတယ်အဲ့ဒီဖြစ်စဉ်မှာ NUG ခေါင်းကြီးပိုင်းတွေသေးတယ်တစ္ဆပေါက်လောက်ကောင်ဆောင်းတယ်သေးတယ်သူတွေရဲ့နောက်လိုက်ကျမ်းမာရေးဝန်ထမ်းချုပ်သေးပါတယ် PDF ဖွဲ့ဝင်တွေသေးပါတယ်ဒါကတော့မနေ့ကကျွန်တော်တက်မလို့ကဘုံကျင်ရှင်းလိုက်တဲ့အချိန်တွေပါဒီကတိမျိုးရဲ့နေရာအများစုကိုတော့အကြံပေးအုပ်စုတွေထိန်းချုပ်ထားဆဲဖြစ်ပါတယ်အခုကြော်စုံပြောင်းရတဲ့တည် AMG ရဲ့ဌာနချုပ်ဆိုတော့ဟာ၃ချိန်၃ရတယ်နော် AMG ဌာနချုပ်မှန်ကန်တဲ့အကြောင်းကိုဗီဒီယိုဖိုင်ဓာတ်ပုံတက်တွေတစ်ခုမှပြမနိုင်ဘူးဒါပေမဲ့သခိုင်းတိုင်းမှာရှိတဲ့ခေါင်းကြီးပိုင်းတွေတည်တယ်လို့တော့ထပ်ပြောသွားသေးတယ်တကယ်တော့အဲ့ဒီဟာဒီ NUG နဲ့ NUG ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ဒေတာမှန်ပေမဲ့တိုက်တဲ့ဆေးရုံတစ်ခုပါခုနကသူပြောသွားတဲ့ရွာတွေအားလုံးကလူနာတွေလာရောက်ကုတတဲ့ဆေးရုံ NUG ရဲ့ဌာနချုပ်မှန်တယ်ဆိုရင်ဆေးရုံကိုဖုံးကျဲမလားသူခုနကပြောတဲ့တင်တန်းချောင်းတို့ ယုံငန်းလို့ပုံကျဲမလားဟုတ်တယ်နော်အဲ့တော့အခုတေတာဒီဆေးရုံကဆရာဝန်တွေနဲ့လူတဲ့ဆေးရုံမှာကုနေတဲ့လူနာတွေပဲတေတာဘာ PDF မှလည်းမတည်ဘူးနော်โอ้สะไคไนกองจีไม้ဆိုတာဘယ်နေရာကောင်းကြီးတာလဲတော့မသိဘူးသူအဖေဖာကောင်းကိုကောင်းကြီးတာလားတော့ပြောတာလားမသိဘူးเนาะအဲ့တော့ तू ပြောသလိုပဲတည်င်းကိုချုပ်ပြီးပြောမယ်ဆိုရင်အခု तू ပြောရတဲ့တည်င်းမှန်ရင်ကျွန်တော်ကိုကြိုက်တယ်လို့ချိန်ပါเนาะမမှန်လို့ရှင်အဲ့ဒီကြော်စိုးဦးသေးသေးစိုးနဲ့သေးလိုက်မယ်မေကိုကြည့်လိုက် ဘာမှအပြစ်မရှိတဲ့အရက်သားတွေဆေးကုနေတဲ့ဆေးရုံလေဆရာဝန်တွေကသူသုံးလုံးကလည်းဘာဖြစ်လဲတစ္ဆာဖောက်ဆရာဝန်။ဩသူတို့လက်အောက်မှာတောင်းဝင်မထမ်းဆောင်ရင်အဲ့ဒီဆရာဝန်ကမကောင်းတော့ဘူးတစ္ဆာဖောက်။သူတို့လက်အောက်မှာတောင်းဝင်ထမ်းဆောင်တဲ့ဆရာဝန်မှကောင်းတယ်။သူတို့လက်အောက်မှာပညာရေးဝန်ထမ်းမလုပ်တော့ရင်အဲ့ဒီကျောင်းဆရာဆရာမစီဒီယံလုပ်တဲ့ကျောင်းဆရာဆရာမတစ္ဆာဖောက်။နဲတိုင်းပြည်ပြည်ပြည်သူတို့လက်အောက်မှာလုပ်ရင်တော့ကောင်းတယ်။အဲ့ဒါတရားနီးလန့်လား။ဟုတ်လား။ဘာမှမဆိုင်ဘူးလေအခုဒီနေ့နော် ။စကိုင်းတိုင်းနဲ့ကမြို့ကျွန်တော်ယွမ်းနမ်းမယ်ဟိုမှာကျွန်တော်ဟိုနေ့မှာကိုစီတတင်းနဲ့အထွေထွေ YouTube channel မှာကျွန်တော်တင်ထားပါတယ်။နော်။အောက်ကနေယွာကြီးယွာခံကိုတိုင်းဖုံးဆက်လာပြီးအကူအညီတောင်းတာ။ဘာကျွန်တော်တို့ယွာမှာဘာ PDF မှလည်းမရှိပါဘူးတဲ့။ PDF မရှိတဲ့ယွာကိုဘုံကျဲတဲ့ဘုံကျဲတာဘုံကျဲပြီးတော့စစ်တောင်းထိုးတယ်စစ်တောင်းထိုးပြီးတော့ခြေမြန်တက်ကလာတယ်လာတဲ့အချိန်မှာမပြေးနိုင်တဲ့ တက်ကြီးရွယ်ဦးတွေအကုန်လုံးကိုတတ်ခံထိတယ်လောလောဆယ်လေးလောင်းတော့တချို့ပြွားပြီးနောက်ထပ်အလောင်းတွေရှိသေးတယ်အကိုရဲ့ကျွန်တော်တို့ယွာနာမည်တော့မပြောပါနဲ့အဲ့ဒီယွာနာမှာစစ်ကွေးတွေရှိသေးလို့ပါအခုယွာသားတွေဟာ PDF တွေလည်းမရှိတဲ့အတွက်ဘာမှအကူအညီအကာအကွယ်လည်းမရဟိုတီလေတဲ့လူတွေကတော့စားနိုင်တောက်နိုင်သေးတယ်အများစုကတော့အဲ့ဒီယွာ9ယွာလား6ယွာလို့သူပြောရတာအဲ့ဒီယွာတကြောလုံးကိုအကုန်လုံးမှာဒုက္ခရောက်တဲ့လူတွေစားစရာမရှိတဲ့လူတွေပါဖြစ်ကုန်ပြီဘာ PDF မှာလည်းကျွန်တော်တို့မရှိဘဲနဲ့တက်တမင်တက်တက်ဘုံကျဲပြီးတော့ စစ်တောင်းထိုးပြီးတော့ရွာအောင်မီးလို့လားတဲ့အခုအဲ့ဒီနားမှာရှိတဲ့အတွက် PDF တွေလာပြီးတော့ဟိုရှိလို့ရှိရင်လည်းအကာအကွယ်ပေးလို့ရတာပေါ့ဒါပေမဲ့အခုက PDF လည်းမရှိတဲ့အတွက်ဘာမှတော့လို့မရဘဲနဲ့လက်နက်မဲ့တဲ့ဒီသူတွေကထွက်ပြေးအောင်တတ်တပဲရနေရတယ်နော်လာခဲ့ကျွန်တော်ဗီဒီယိုဖိုင်နဲ့ကျွန်တော်တင်ပေးထားတယ်နော်ရွာသားကိုယ်တိုင်ဖုံးဆက်ပြီးတော့ပြောလာတဲ့ဟာအဲ့လိုမျိုးတက်တေလေးတစ်ခုတော့ပြလေအခုလည်းစကိုင်းတိုင်းကဆေးရုံကြီးကဏီကဆေးရုံဘာမှမဆိုင်ဘူးဟမ်တိုက်နေဆေးရုံကဏီကတူပြောရတဲ့ရွာနေရဲ့တိုက်နေဆေးရုံ အဲ့ဒီတိုင်းနဲ့ဆေးရုံဘုံကျဲချပြစ်လို့ဆရာဝန်တွေနတ်သမားတွေလူနာတွေသေကုန်တာဘာရဲဘော်မှလည်းမရှိဘူးဘာဝန်ထမ်းမှလည်းမရှိဘူးเนาะကျွန်တော်ပြောတာ UNG စဌာနချုပ်ပဲကျက်ပြောရဲတယ်เนาะဒီပါဇက်ကမှောက်ကျွန်တော်လေအကောင့်ပြတာဟိုနောက်ပိုင်းတကယ်ဒီကောင်လေးကိုကျွန်တော်ကြည့်ပြီးကျွန်တော်အံ့ဩတယ်ဒီကောင်လေးဩလောကမှာလူတွေဆိုတာတို့အတန်းသားတွေလည်းရှိတာမဟုတ်တာမှန်ရင်တည့်ရကန်းတယ်ဘာဖြစ်လဲရုပ်တည်တည်နဲ့ပြောတာဒီပဲဘုံကျဲတော့ကလည်းဒီကောင်ဒီလိုပဲဒီလိုဒီစကားပြောခဲ့ဟမ် ဝိနေမိတ်နိုင်အောင်ဆရာတော်ကြီးကိုစစ်တပ်ကပြစ်တက်တော့ကလည်း PDF ပြစ်တက်ပါလို့ဒီကောင်ပါဇက်ကပဲဒီလိုဖာကြခဲ့တာနော်ဒီပင်းရင်ဖြစ်စဉ်တော့ကလည်းမုံရမုံရကိုရောက်နေတဲ့အချိန်မှာတူရတစီဦးရဦးထောင်ထဲရောက်နေတဲ့ဇော်ဘုန်းဟင်းရဲ့၃ယောက်ဟမ်အချမ်းဖတ်ဓမ္မတွေမို့လို့ဘုံကျဲရှင်းနေလိုက်တာကွာတဲ့ဟမ်နောက်မှចောင်းသူចောင်းသားတွေသေတယ်ဆိုတော့လိန်လို့မရတော့အာចောင်းထဲမှာပဲထကွဲသလိုတတိတွေပြန်ထွက်တယ်ပထမဦးဆုံးသူတို့၃ယောက်တန်းစီပြီးပြောခဲ့တဲ့ဗီဒီယိုဖိုင်မှာဗာပြောခဲ့လဲကြော်စိုးဦးဟမ်အဲ့ဒီဒီပင်းရင်စာတင်ကြောင်းကလည်းအချမ်းဖတ်ဓမ္မတွေဌာနချုပ်မို့လို့ဘုံကျဲရှင်းလိုက်တာတဲ့ အဲ့ဒါလို့ပြောင်းလဲပြောင်းစားဗျမ်းမတာဟမ်အဲ့တော့ဒါဟာတိုင်းပြည်ကိုအစိတ်ခတ်ပြီးတော့အမောင်ထဲရအောင်လုပ်နေတာမဟုတ်ဘူးလားဆရာဝန်လေတွတ်တူဘလူအောက်မှာခင်ဗျားတို့အထောက်မခံဘူးကြာကျွန်တော်တို့အထောက်မခံတဲ့ဆရာဝန်လိုက်တတ်ကြဘူးလားကျွန်တော်တို့အထောက်မခံတဲ့ကျောင်းဆရာဆရာမလိုက်တတ်ကြဘူးလားလက်ရှိတက်ခံထိနေတဲ့ကျောင်းဆရာဆရာမတွေအထောက်မခံလို့တက်ခံထိတာလားစစ်တပ်ကိုတွားပြီးတော့ရက်ွက်ထဲကတည်င်းတွားပေးဒလန်လှုပ်လို့တက်ခံထိတာလားမထောက်ခံရုံနဲ့တတ်မယ်ဆိုရင်ကျွန်တော်အမြဲပြောနေသလိုပါရဲစစ်တပ်သားမယားတွေဈေးဝယ်ထွက်တယ် အကုန်လုံးလို့ရတယ်လုံးလို့မရတာမဟုတ်ဘူးဒါပေမဲ့လက်နက်မဲ့အပြစ်မဲ့ပြည်သူကိုတော်နိုင်အင်အားစုတွေဘက်ကလှုပ်တာမြင်ဘူးလားလှုပ်လို့ရှိရင်လည်းလှုပ်တဲ့ကောင်ကိုချက်ချင်းအေးအေးယူလားအခုကြည့်ဘာမှမဆိုင်တဲ့ဆေးရုံကြီးကိုဘုံကျဲနဲ့ထိတာကိုဟမ်အန်ယူဂျီဌာနချုပ်ပြောဟာအန်ယူဂျီဌာနချုပ်ကအမှားပေါ့လေဟုတ်လားမဟုတ်လို့ကျွန်တော်စိတ်ပြက်သွားတယ်ကောင်းပြောတာဘလို့ကျွန်တော်ဒီကောင်တွေတော့တော့လူစိတ်ဘာဖြစ်လို့မဲ့နေကြရတာလဲသူတို့အဲ့လိုလှုပ်တော့လေဘာဖြစ်လာလဲဆိုတော့တော်လှန်တဲ့ပြည်သူကပိုပေါများလာတာနာကြီးချက်တွေ သူတို့ကတော့အကြောက်တရားနဲ့မပါလို့တာတပ်ပြပလိုက်မယ်၊တုတ်ပြပလိုက်မယ်၊ဖမ်းပြပလိုက်မယ်၊ထုပြပလိုက်မယ်။အဲဒါမျိုးပေါ့။အဲ့တော့ဘာဖြစ်လာလဲဆိုတော့အရင်ခက်ကတော့ဟုတ်တယ်။အရင်ခက်ကလက်ထဲမှာဘာမှမရှိဘူး။စစ်တပ်ကပြေဆိုရင်ဟုတ်ကဲ့ပါ။ဟမ်။စောက်ကြီးမပါဒုကြီးရောလာပါလာပါလှုပ်ဝပေး။လှုပ်ဝပေးခေါ်တယ်။ကိုစားစေးတဲ့ကိုကိုစံတုံးနဲ့ကိုစီတုံးနဲ့ကိုစီဘူးနဲ့ကိုပေါက်တူးနဲ့ကိုချင်းသားနဲ့တော့ရတယ်။ပြီးရင်ဘာလုပ်လဲလှုပ်ဝပေးလှုပ်ပါ။ဟမ်။အဲအဲ့လိုမျိုးအရင်ခက်ကပြန်မပြောရဲဘူးလေ။အခုခက်ကတော့ဘာဖြစ်လက်ထဲတနက်ရှိကုန်ပြီ။ ဟမ်လက်ထက်တက်ရှိကုန်ပြီအကြောက်တရားနဲ့သွားလှုပ်လို့မရဘူးအဲ့ဒီအကြောက်တရားနဲ့သွားလှုပ်လေပြည်သူကပိုဆိုးနေဖြစ်ပြီးတော့ဒီကောင်တွေဒစ်လဲနေတာအဲ့ဒါလေအဲ့တော့အခုကြည့်ပါဒါမြင်အောင်ပြတာအဲ့တော့ကြော်စုံတည်င်းလိုမျိုးကိုထောက်ခံတယ်ဆိုရင်တော့ကြည်ွားကြပြီးတော့မင်းတို့မြင်အောင်ပြတယ်เนาะဒါကူမှဆက်ပြီးထောက်ခံနေမယ်ဆိုရင်တော့မင်းတို့တဘောပါเนาะဒါလေးပဲပြော